ဒီတိုင်းပဲနေတော့မလားဒီတိုင်းပဲအပြစ်ခံမလားပြက်ပြီးရင်မဖြစ်ဘူးကွယ်လိုက်မယ်တတိထဘသူမှတာဝန်ရှိတယ်ဒီနေ့သာသနာပြက်နေတာဘသူတွေကြောင့်ခင်ဗျားတို့ကြောင့်ပဲအလုံးတာဝန်ယူပါဘသူတွေကြောင့်လဲတာဝန်မသိတဲ့လူတွေကြောင့်ပြက်ရှင်းတယ်နော်အဲ့တော့ဒီနေ့သာသနာပြက်နေတာဘသူကြောင့်လဲ သူများလက်ညှိုးမထိုးနဲ့ဘယ်သူမပြုတ်ဦးဇင်းတို့ကိုကိုကိုအမြဲတည်းထားတယ်မေသာသနာပြုတ်မှလားဖြက်မှလားကိုကိုကိုစဉ်းစားတယ်ပြုတ်မှဆိုရင်တော့မှန်တာမှန်သမျှပြောတော့ဟုတ်ပြီနော်သူဘာကြိုက်ပြီးဖြစ်စေမကြိုက်ပြီးဖြစ်စေအမှန်တရားဆိုတာကြိုက်တဲ့လူနဲတယ်ရှင်းရောငါဒီတရားဟောရင်ရန်သူပေါ်တော့မယ်သိတယ်ကြိုက်သလောက်ပေါ်ပါမတတ်နိုင်ဘူးတတ်ရင်လည်းပေးလိုက်ဦးမယ် ရှင်းတော့ပြောသင့်ပြောလိုက်တာတော့ပြောအများအကျိုးရှိမဲ့သာသနာနဲ့လျော်ကန်တဲ့အလုပ်ကိုသူများထမင်းစားထားရင်တာဝန်ကြီးရမယ်ရှင်းလားသဘောပေါက်သလား